ဖျားပြောနေပြီဆိုတာတော့သူ့ရဲ့ sign လေးတွေနဲ့သင်တိတာတော့ရှိပါတယ်နုနယ်သေးတဲ့အချိန်မှာဒါကတော့ဖျားစကားပြောနေပြီဆိုတဲ့သူ့ရဲ့ဥမာဖျားတော့မယ်ဆိုရင်လေပင်လေးတွေနာလာတာတော့ချောင်းလေးတွေဆိုးလာတာတော့မျက်လုံးလေးတွေပူလာပြီတော့နှာရည်လေးတွေယိုလာပြီဆိုတာဖျားတော့မယ်ဆိုတဲ့ symptom လို့ပေါ့ရှိတဲ့ကဲတော့ ဖះအလုတ်လုံနေပြီးဆိုရင်လည်းပဲသူ့ရဲ့ symptom တွေရှိတယ်။သူ့ရဲ့ sign တွေရှိတယ်။ဒါလေးတွေနဲ့သွားရလဲရှိပါလေ။ဒါပေမဲ့ခြုံပုတ်ထဲကနေမောရှိကိုခေါ်တဲ့ဖះကမနေ့ယနေ့နောက်ကာလမပြောင်းလဲတဲ့ဖះကသူတို့တော့မှစကားပြောပြီးတို့ မပြောဘူးဆိုရင် မဟုတ်သေးဘူးလေ။ အာဗြဟံပြောတဲ့ဖခင်ငါ့ကိုလည်းပြောတာငါကြားချင်လိုက်တယ်ဆိုတဲ့ငါကြားချင်လိုက်တာဆိုတဲ့နှလုံးသားလေးများရှိခဲ့ရင်စနေနေ့ပလို့တွေ့တုန်နာဆွဲတဲ့မိန်းမကိုပျောက်စေတဲ့ဖခင်ကငါ့ကိုလည်းဘာလို့မပျောက်စေရမှာလဲဆိုတဲ့ယုံကြည်ခြင်းများရှိခဲ့ရင်တဲ့ဘဝမှာထူးခြားတာတွေတင်မြင်တွေ့ရမှာဗော။